တေချာမစုံစမ်းမဲ့တရခန့်ပြေးလို့ဆွဆွဲတဲ့ဘရင်တော်စခန်းမှုကိုအတရေဖြတ်မှုနဲ့တရားစွဲမဲ့အပြင်ပုံမှ78ကိုလည်းအာမခံမယူနိုင်ဘူးလို့88မျိုးဆက်ငိမ့်ချင်းနဲ့ပွင်လင်းလူအဖွဲ့အစည်းကမနီလာသိန်းကပြောပါတယ်ဒီသတင်းကိုကိုအောင်သူပေးပို့ထားပါတယ်ရှင် 2015ခုနှစ်ဖေဖော်ဝါရီလတုန်းကကျောင်းသားတပိတ်ထောက်ခံပွဲနဲ့ပတ်သက်ပြီးဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ဘာဂဒါကျောင်းသားတွေနဲ့88မျိုးဆက်ညီညာရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းကမနီလာတိုင်းတို့ကိုပုံမှန်16နဲ့2016ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့ကမရန်ကုန်တရားရုံးမှာရုံးထုတ်စစ်ဆေးအပြီးအခုလိုပြောဆိုခဲ့တာပါ။ပုံချိန်3000လူတယောက်ကို ဲ့နေရာမှာသွားရှာပြီးပြီးဆိုလို့ရှိရင်အာခိုင်လုံသွားတယ်ပေါ့ခိုင်လုံတဲ့အတွက်သူတို့တရားခံပြေးလို့ကျင်ကြတယ်ပေါ့ကျမကဒါမျိုးကိုလုံးဝလက်မခံပါဘူးအာလူတယောက်ကိုရှောင်ွေတာ၃ကိတ်၃ခါနဲ့လုံလောက်တယ်ဆိုတာဘာလို့ဆိုလို့ပြီးဘယ်အောင်ထောက်ထားပြီးပြောတာလဲလို့ပြောတဲ့အခါမှာသူကဥပဒေနဲ့ဥပဒေကြောင့်ရသူတို့ပြောတယ်လို့ပြောပါတယ်ကျမဘယ်ဥပဒေကြောင့်ရပြောလဲလို့ပြန်လဲပြန်မေးတဲ့အခါမှာသူတို့ဖြစ်ဆိုနိုင်ခြင်းမရှိပါဘူးအဲ့အတွက်အခုကျမတို့တရားခံပြေးပြီးပြောဆိုပြီးတော့ဆွဆွဲတင်ပြခဲ့တဲ့ ်ဘင်းတော်စကမ်းမှုဥတန်းထုံးဥတန်းဝင်းကိုကျွန်မဆက်လက်ပြီးတော့တရားဥပဒေကြောင်းကအရေးယူဆောင်ရွက်သွားမယ်လို့ဒီမှာတရားရုံးမှာတရားဝင်ပြောဆိုခဲ့ပါတယ်ဒါကိုလည်း ခံမှုအတန်းဝင်ရတက်ခိုင်တယ်လို့ပြန်ဖြစ်ပါရရှင်ဒီဖြစ်စဉ်မှာမနီလာသိန်းကိုလုံလောက်တဲ့စုံစမ်းစစ်ဆေးမှုတွေမပြုတ်လို့ပဲအောက်ခြေနယ်ရင်းတွေရက်ွက်အုပ်ချုပ်ရေးမှုတွေရဲ့ပြောစကားတွေကိုအခြေခံပြီးတရခံပြေးအနေနဲ့ဆွဆွဲတာကမဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီးလူတယောက်ရဲ့ဂုံတိုက်ခါကိုထိခိုက်စေတဲ့အပြင်ဒါဟာတရားဥပဒေစိုးမိုးမှုနိုင်ကြသွားတဲ့သဘောပဲလို့အမှုလိုက်ရှင်တွေကပြောပါတယ်ရဲလက်ဆွဲအပိုက်တီလီတီလီနဲ့ပြည်မှုဆိုင်ရာအကျဉ်းထုတ်မှုတွေပုံမှန်154ရာချက်ချင်းအမှုဖွင့်ဆောင်ရွက်ခြင်းမရှိဘဲနဲ့နောက်ဆုံး ရန်ကုန်အနောက်ပိုင်းကရဲတပ်ဖွဲ့မှူးဒူရဲမှူးကြီးဦးဝင်းကြီးရဲ့ညွန်ကြားချက်အရာအမှုရေးပွင့်ရတယ်ဆိုတော့ကျွန်တော်တို့တရားစွဲဖွဲ့စည်းနေတရားစီရင်မှာနော်ဝင်ရောက်အုပ်ချုပ်ရေးပိုင်းကစွပ်ဖက်မှုရှိနေတယ်ဆိုတာတော့ဝန်ခံလိုက်တဲ့သဘောပဲကြာ ဒီចောင်းသားတပိတ်ကိုထောက်ခံဆန္ဒပြပွဲမှာလူဦးရေ60ဝန်းကျင်လောက်ရှိတယ်လို့တရားလိုရဲမှုကထွက်ဆိုခဲ့ပြီးမနီလာသိမ်းအပါအဝင်ဆန္ဒပြခေါင်းဆောင်တွေဖြစ်တဲ့မဖြိုးဖြိုးအောင်တဲ့ဂျင်းတို့ကိုဆန္ဒပြပွဲဥဆောင်သူတွေဆိုပြီးအခုလိုတရားစွဲဆိုထားတာဖြစ်ပြီးတရားလိုထွက်ဆိုချက်တွေကလွဲမှားနေတယ်လို့အဲ့ဒီဆန္ဒပြပွဲမှာပါဝင်ခဲ့သူကဆိုပါတယ်တရားလိုတောက်လျှောက်တရားလိုရဲမှုပြောထားတဲ့ဟိုတင်ပြချက်တွေတောက်လျှောက်မှာအမှားရနေအများကြီးရှိတယ်ကျမတို့ကိုကားပေါ်ဆင်းလာတာလို့ပြောတာအဆပေါ့နော်အခြားသောဒီနေရာစတဲ့နေရာအဆသူပြောနေရာအကုန်လုံးအမှားရနေပါတယ်ရှင့်ဒါပေမဲ့တကယ် ဲဆိုလို့ရှိရင်ကျမတို့ကဒီပေါ်မှာတကယ်ပုံမှန်ဆက်ရှင်မရမမြောက်ဘူးလို့ကျမတို့ကပြောချင်တယ်။2025ခုနှစ်ဖေဖော်ဝါရီလတုန်းကကျောင်းသားတပိတ်ထောက်ခံပွဲနဲ့ပတ်သက်ပြီးပုံမှန်ဆက်ရှင်နဲ့တရားစွဲဆိုခံခဲ့ရတဲ့သူတွေရုံးချင်းကိုမလ9ရက်နေ့ကိုထပ်မံချင်းဆိုလိုက်ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။